ပေါ်တူဂီနိုင်ငံဖန်ချိုမေဒီရာမှာဖေဖော်ဝါရီ9ရက်1985မှာမွေးဖွားခဲ့တဲ့ခရစ်စတီယာနိုရိုနယ်ဒိုဟာဘောလုံးလောကရဲ့အစောပိုင်းဂရိတွေကို ပြသခဲ့ပါတယ်။နှိမ့်ချသောမိသားစုတွင် ကြီးပြင်းလာသူသည်အသက်၁၂နှစ်အရွယ်တွင်ကြော်ကြားသောစပိုတင်းလစ်စဘွန်အကယ်ဒမီသို့မပြောင်းရွှေ့မီဒေသခံကလပ်အန်ဒိုနာတွင် စတင်ကစားခဲ့သည်။ရိုနယ်ဒို၏ထူးခြားသောစွမ်းရည်သည် မန်ချက်စတာယူနိုက်တက်ကင်းထောင်များ၏မျက်စိကျခြင်းခံခဲ့ရပြီး2003ခုနှစ်တွင် အင်္ဂလန်ကလပ်သို့ပြောင်းရွှေ့လာခဲ့သည့်ယူနိုက်တက်မှာဆာအဲလက်ဖာဂူဆန်၏လမ်းညွှန်မှုအောက်မှာရိုနယ်ဒို၏အရေးချင်းတွေဖွင့်ကားခဲ့ပါတယ်ယင်းသည်အသင်း၏အောင်မြင်မှုတွင်အရေးပါသောအခမ်းကဏ္ဍမှ ပါဝင်ခဲ့ပြီး2008ခုနှစ်တွင် English Premier League ၃ချိန်နှင့် ကီဖာချန်ပီယံစ်လီဂ်တို့ကိုစကူးနိုင်ခဲ့သည့်ဤဤမယုံနိုင်စရာအလုတ်ချင်းဝင်နှင့်အားကစားလှုပ်ဆောင်မှုကြောင့်ရိုနယ်ဒို၏ဖျော်ဖြေမှုများကြောင့်2008ခုနှစ်တွင် FIFA World Player of the Year Award ကိုရရှိခဲ့သည့်2009ခုနှစ်မှာတော့သူဟာကမ္ဘာစံချိန်တင်ကြီးနဲ့ Real Madrid ကိုပြောင်းရွှေ့ခြင်းမြင့်တင်ခဲ့ပါတယ်။ Real Madrid တွင် Cristiano Ronaldo ၏တွန်းဆမှုသည် ထင်ရှားကြော်ကြားပြီးတဦးချင်းစုပေါင်းများစွာနှင့်ချန်ပီယံလိဂ်ကလာ၄ချိန်ဖြင့်အမှတ်သားပြုခဲ့သည့်သူ့ရဲ့ထူးထူးခြားခြားဂိုးသွင်းယူနိုင်မှု စွမ်းရည်နှင့်ကြိုးစားမှုက သူ့မျိုးဆက်ရဲ့အကြီးအကျယ်ဆုံးဘောလုံးသမားတွေထဲကတယောက်အဖြစ်သူ့အဆင့်တန်းကို ခိုင်မာစေခဲ့ပါတယ်မက်ဒရစ်တွင်၉နှစ်ကြာအောင်မြင်ခဲ့ပြီးနောက်ရော်နယ်ဒိုသည်2018ခုနှစ်တွင်ဂျူဗင်တက်သို့ရောက်ရှိလာခြင်းဖြင့် စိန်ခေါ်မှုအစ်စ်တစ်ခုကို စတင်ခဲ့ပြီးအီတလီတွင်ဤဤဘိုးတွင်းဆွေရည်များကိုဆက်လက်ပြသခဲ့ပြီးဤဤကျေပြန့်သောမှတ်တမ်းများနှင့်ချီးကျူးမှုများစရင်းတွင်ထည့်သွင်းခဲ့သည်ရော်နယ်ဒိုရဲ့ဝင်းထဲမှာရောဝင်းပြင်ပမှာပါတက်ရောက်မှုတွေက သူရဲ့ကစားသမားဘာသူညကိုကြော်လွန်ပြီးဘောလုံးလောကရဲ့ကဘာလုံးဆိုင်ရာအိုင်ကွန်ဖြစ်လာပါတယ်။